ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဥ Family YouTube Channel လေးကနေရန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီးဒဂုံဒါယာဤတို့ခေတ်ကိုရောက်ရမည်မှာမလွဲပါဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်းလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီအပိုင်းမှာကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ကျွန်တော်တို့ဒီကလေးကများပေါ့နော်အားလုံးအားလုံးပေါ့လေ အဲ line တွေလည်းမရမီးတွေလည်းခဏခဏပြက်နေတော့မီးရကြရင်လည်းနေတယ်ဆိုတော့ကျွန်တော်တို့အဲမီးနေနေတိနဲ့ကျွန်တော်ဖြတ်ပြီးတော့ဖတ်သွားပြီးမှာပေါ့နော်ဆိုတော့ဟိုအပိုင်းတော့နည်းနည်းများသွားနိုင်တယ်ပေါ့လေတို့တို့ကြောင့်ကျွန်တော်အမီးနေနေဆက်ပတ်ချလိုက်လောက်နေပဲကျွန်တော်ဖြတ်ချလိုက်ပါမယ်ခင်ဗျာကျွန်တော်နဲ့အတူ live ပါနားဆင် ခံစားကြည့်တော်မူကြပါဦးခင်ဗျာဆောင်းရများသည်ထိုင်လန်ဘွေရများဖြင့်ဖြတ်တန်းသွားကြသည်ဒါယာဝရီနှင့်အင်းစင်အကြဒေတာများမှအဆိုးဆုံး ခြေရွာများတွင်ပလိတ်စစ်တပ်တို့နှင့်တပုံများတိုက်ပွဲဖြစ်နေကြသည်အလံကုန်းနေမပြောလေဒီဖိုးခေါင် ကွင်းကြီးအင်းရွာကြက်ချောင်းနတ်မီတောက်ဇိန်စာအင်းကောက်ဖရွှေကျော်အဖြူကလေးဘီလင်းအိန္ဒိယမှဒုဂရာလူမျိုးစစ်တပ်များရောက်လာကြသည်ရန်ကုန်မြို့ကန္နာလမ်းမှပလိတ်ရုံတေကြီးလဲဖွင့်လှစ်လိုက်သည်ကချင်တပ်ချင်းတပ်များ900ကျော်အလံတောင်သို့ခြေတက်သွားကြသည် ။အဘိုးယုံမတောင်ကြီးစီတို့ကလာတံများချီတက်သွားကြပြီ။တာယာကုံရှီလောင်ကံကញ្ញင်တပင်ဥတို့ဇီးပွဲဇေယကြီးစပကြီးအိုင်ယိုကြီးဘုဒ္ဓရာဖြာလိတ်ကောင်းစံရွေးကျင်းကလေးကျွေရာများကမငိမ့်တဲ့။အင်းစိန်ဘက်မှာလဲပုံနမကုံရှမ်းကုံကလကုံခွာညိုနံဒဇင်နံတင့်ထုံသော နှင်းပြူတို့ဖြင့်ပြလေသောဒေါတောင်မြေချောင်းအင်းအိုင်စုံမြိုင်တွင် သနတ်တံများပက်တင်ထက်က ရန်နံဝိနေယုံမကရန်ကုန်မင်းနေပြည်တော်သို့ပင်ကြရရိုက်ခတ်လျက်ရှိသည်ဘယင်ခံအိန္ဒိယဝီဒိုရီးယားပန်းတွင်းအဝိုက်များအုံနိုင်ရန်အနီများကိုတနက်ပဲ့တင်တန်ကလာတိုက်သည်ရန်ကုန်ကတားစီလမ်းမှာစစ်ကားပင်ရများထင်းနေသည်ရန်ကုန်မြို့ရပ်ကွက်များတွင်ကာကွယ်ရေးအဖွဲ့များဖွဲ့ကြသည်ပဇွန်တော်ကာကွယ်ရေးအဖွဲ့အစည်းအဝေးမှရပ်ကွက်လုံခြုံရေးဆိုင်ရာဆုံးဖြတ်ချက်များချမှတ်ကြသည်ရရွာတွင်လူစိမ်းများဝင်ထွက်သွားလာခြင်းကိုလူသည့်အချင်းစစ်ဆေးရန်နှင့် ယောက်ျားမှန်သမျှ16နှစ်မှ60တွင်အမည်အသက်နေအိမ်နံပါတ်အဖအမည်အလို့အကိုင်းမွေးဖွားရာဒေသစသည်များမှတ်ထားပြီးဧည့်သည်လူစိမ်းများတွင်အင်ရှင်များကလုံးဝတာဝန်ယူကြရန်ဟုဆုံးဖြတ်ချက်ချကြပြီးသို့သောရန်ကုန်မြို့လေကောင်ကအစီကားမပြတ်ဇာတော်ဆိုင်များဈေးဆိုင်များရုပ်ရှင်ရုံများဖွင့်ထားစေမောင်ပတ်တင်ခင်ခင်နှုတို့ဤရုပ်ရှင်ကြောင်ရာယောက်ျားများသည်လမ်းတွင်ရှိနေမြဲကောင်းလေးများကခင်ခင်တို့ကိုတန်တာပြီးကောင်မလေးများက မောင်ဘတ်တင်ကို တနေလျက်ရှိကြပြီမောင်ဘတ်တင်မှာသပင်ရှိကိုချောပြောင်းနေအောင်ကြော့နေအောင် ဖြည့်တင်ထားမြဲခင်ခင်တို့မှာလက်စကဇာနတ်တဲ့အင်ကြီးဝိမြေကောင်းလေးကောင်းမလေးများကမင်းသားမင်းသမီးတို့ဤစင်ရင်ထုံးပွဲမှုကိုလိုက်ကြမြဲချီရနှံ့ကြိုင်ချီယိုအမန်ဒေမီယလူဘဝတကောင်ဘွားအာဇာနီရွှေယိုဤသုံးဝန်ဆိုင်မန္တလေးတောင်ဖရာသမိုင်းအုံမာတန်ဒီဆောင်းရမြတ်တွင်၌ရုပ်ရှင်ကားများအဆက်မပြတ် YMCA ဟုခေါ်သောကလျာဏယူဝခရိယံအသင်းမှဒုရီယာပြိုင်ပွဲကျင်းပလျက်ရှိသည် ABN Union Hall ခမ်းမဆောင်၌ကျင်းပရာတန်လျင် BOC ဓာတုဗေဒဌာနမှမောင်စုမှတရော၌ရွှေရစိတ်စုရရှိသွားသည့်တရင်ကိုဖတ်ရင်ပညာမော်မှာအားကြစိတ်ပေါ်နေသည်စင်းစင်းကြီးတရော့တည်းလည်းဘလောက်ပေးရမလဲသူတရင်ကဖတ်နေရင်ကအတွင်ကန်တဲ့ရှိစိမ့်စိမ့်အားမညမော်လှမ်းအော်မေးလိုက်သည်သူသည်တခုခုလိုချင်လျင်စိမ့်စိမ့်အားပြောတတ်သည် သူသည်ရှင်လေတရွယ်သူအမေဆုံးပြေကလေးကအဖော်မဲ့လိုဖြစ်သွားကရောင်စုံခဲ့ရန်ဖယောင်းတောင်များသည် သူ၏အဖော်များဖြစ်လာသည်ယခုဇလုံးများသည်လည်းသူအဖော်များဖြစ်လာပေပြီ အဖေအားသူသည်တိတ်မခင်အဖေကလည်းလေယာလုပ်ငန်းဂုံတယ်လုပ်ငန်းဖြင့်အပြင်ထွက်နေသည်ကများ၏အိမ်တို့စိမ့်စိမ့်ရောက်လာသောအခါအဖော်တယောက်တို့လာသည်စိမ့်စိမ့်မှာတမန်များခဲ့သို့မဟုတ်သူလှုပ်တိုင်းမခံသူကိုတုံ့ပြန်၏ သူနဲ့သူကဘာကြအရိပဲကောက်ပေး၏ဘာသာပြန်ပေး၏သူအမေရှိစဉ်ကသူဤကဘာမှာသူနဲ့သူအမေသာဖြစ်ခဲ့၏သူသည်လောကကြီးအကြောင်းဘာမှမသိခဲ့သူတိရီမာနေလဂျေတာယာမြစ်ချောင်းတစ်ပင်ဗန်းပွင့်ဖန်ပရိစေရင်ကျောင်းစာအုပ်သူ၌အပေါင်းအသင်းမရှိခြေကကောင်းကောင်းမတန်တဲ့ဖြင့်တစ်စက်မြိတ်အပြင်ဘက်သိပ်မထွက်အမေကမူသူ၏အပါကတ်တဲ့ဖြင့်ကျင်းနှံ့မိသည် ို့သောအမေရုတ်တရက်ဆုံးသွားသောအခါသူသည်အဖော်မဲ့ကြံရစ်တော်သည်စိမ့်စိမ့်ကအိမ်ရောက်လာသောအခါအချင်းလေးကိုသိလိုက်သည်စိမ့်စိမ့်မှာအစကမြို့အရှိပိုင်း၌သူ၏အမေများဖြင့်အတူနေ၍ညနေတိုင်းဗညာမော်တို့အိမ်ရောက်တိုင်းသူ့အတော်ဝန်ခွဲကသူ့သားအားအိမ်တွင်နေသည်ကိုကျင်းနာကြောင်းသိနေခဲ့၏အမေဆုံးသွားသောအခါအဖေလို့သူကသားအားပြုစုစောင့်ရှောက်ရန်ဝန်ခွဲတော်သူစိမ့်စိမ့်အားခေါ်ထားလိုက်သည်စိမ့်စိမ့်ကမှသူ့မောင်လေးအားအပေါင်းအသင်းများဖြင့်ရောနှောနေစေခြင်း၏ ယခုလည်းတရော့အကြောင်းမေးလိုက်တော့ကစိမ့်စိမ့်သည်အခန်းပြင်ထွက်ကသူ့အားကြည့်လိုက်၏တယောကဘာလို့ဖို့လဲတယောကရန်ကုန်မှာရောက်မှာပေါ့မဟုတ်ပါဘူးဒုတိယပြန်ခွဲမှာတယောရှူရီစိတ်ဆူရတဲ့အကြောင်းဖတ်ရလို့မေ့ကြည့်တာပါကျွန်တော်တယောထိုးကြည့်ခြင်းလို့စိမ့်စိမ့်သည်သူကင်သားသောသရင်စာကိုဖတ်ကြည့်မိသည်ဟုတ်သည်တယောရှူရီစိတ်ဆူကိုတန်လင်မမောင်ဆိုးအပြင်ကံကြီးသောအမျိုးသားကြောင့်မှကြောင်းဆရာမောင်ဝင်းမောင်ရွှေလိုင်းလမ်းမစောယူသွယ်လဲရာကြောင်းတွေ့ရသည် မောင်လေးကလည်းဒီသတင်းစာပဲဖတ်ပြီးစိတ်အမျိုးမျိုးပေါက်နေတယ်။သူသည်သတင်းစာဖတ်ရသည်ကိုစိတ်ဝင်စားနေသည်။ညနေကျောင်းဆင်းလာရင်သတင်းစာလာပြီလားဟုမေးတတ်သည်။သူသည်သတင်းစာသာမဟုတ် စာအုပ်များလည်းဖတ်လာသည်။ဇိနထဘဂသနီကျန်းကိုသူဖတ်လျက်ရှိနေသည်။ဧရာဝတီမြေကြီးသည်အထက်အညာမှဘင်္ဂလားဩဂွေတဲသို့စုံဆင်းလျက်ရှိရာနှုံရီဒိုက်ဖန်များအနေငယ်စီးမြောက်ကခက်မွာခွဲထွက်၍ပသိမ်ဘက်တချို့ဖြာပုံဘက်တချို့ဘုဂလေးဘက်တချို့ ရန်ကုန်ဒလဘတ်တချို့မြစ်လက်တငယ်များစွာဖြင့်စီးလျက်ရှိသည်ဘကိုယုံမတောင်တန်းကြီး၏စံထုတ်ရာတို့တောတောင်များမှလည်းမိုင်းညွတ်စိမ့်အုပ်လျက်ရှိနေသည်ယင်းယုံမတောင်မှလေကွင်းသို့လျှော့ဆင့်ရာအရာဝတီမြေခွဲများလိုင်မြေကျောဆန့်ရာဒေသများတွင်ဒေါသသဘုံများပြန့်နှံ့လျက်ရှိနေပေသည်နေဗရောမမဝင်ဟုဆိုသောအင်္ဂလိပ်လက်နက်နိုင်ငံတော်ကြီးအာရှတိုက်အာဖရိကတိုက်၌ဇုံမိုတည်ထောင်သူအင်္ဂလိပ်မင်းများပင်အံအားသင့်နေကြပြီတော့မည်။ ချောင်းရွမြေရွတောင်ပေါ်တောင်ဆောင်တောင်ပခန်းများ၌တပုံစကန်းများရှိနေတော့သည်ရုမတောင်ပေါ်မှလွင်ပကစံကြောင်စံပေါင်းများမှတစ်ဆင့်မျောစီလာသောအင်းချင်းရွက်ထော်ညရာရွက်ရော်များသည်မြေဝကျွန်းပေါ်ရှိဗေဒာပွင့်တိုင်များနှင့်ယောဂရေထဲသို့ကိုင်းငိုက်ကြနေသောကနဇိုးပင်များ၌ညိနေတော့သည်အလံတောင်ပေါ်မှဂလုံတစိမ့်သည်မြေဝကျွန်းပေါ်ဒဏိပင်ကြားသို့ရောက်လာတော့သည်ဟင်္ဒရာဘက်ဂုံမင်းရွာအဖျောက်ညောင်မင်းစုမိနေ ကန်ချောင်းတလုတ်တော်ဒေဗျူကရင်ချောင်းဒူယာနိဗ္ဗာန်ရာကတက်ငကုံစုရေရင်ကုံဘက်သို့ကူးဆက်လာသည်ဂျုံပြဘက်တွင်ဗလန်ကြီးရွာကျွဲဘုတ်ကျွဲတလင်းမနောတင်ချောင်းပြည်ဘက်ဆိုလင်လဲဝတိကံလက်ပံစုညောင်မင်သာမင်းတုံဘက်ရှိခင်လခဲရွာညောင်ရွာထောက်ကြံအိုင်ဥယျာဉ်မှုဘန်းတော်ပလင်ကုန်းဣတိရာရွာကင်းကတ်ကိုဂလုံများကမိရှုသွားကြသည် မိရေကန်းရွာတွင်တပုံများသည်ညစာဝင်စား၍ပြိမပလိကတိလိုက်သည်မင်းလာဘက်ရေကာရွာပင်ကံစစ်စေးကြောက်ဖြုတ်အင်းပြက်မြောက်ပြင်ညောင်မော်ထန်းလေးပင်လွာပရုံကနလဲနန်းကုန်းကလကြီးအာလံဘက်တွင် ရွှေဘတော်တုံးမွန်းရွှေမော်ကွန်းတံဘူလာတိရွယ်များကြွေစပြူလာလေပြီလေကားအေးမြစေ နှင်းဆွေသောတရွတ်6နံများသည် ထုံးလာ၏ခမုံ6များမှတရွတ်6ရနံသည်တန်တပွေ6ချောင်းတိမျောပါလာ၏ရေငံများသည်အညာဘက်မှမျိုးစေ6များနှုတ်သည်ဖြင့်ကြိုက်ကားဒဲဆောင်လာပြီးမှန်အရာများဖွာထွက်နေသောချောင်းရကန်းဆက် မြစ်လက်များပေါ်သို့ပြန့်ဖြူချလိုက်၏အညောင်များထွက်ပြူလာ၏အပင်များပေါက်လာ၏ဂလုံးတစ်စိမ်များသည်လဲတဲ့နွားတင်ကုန်များ၌ရှင်သန်လာ၏ ခါတိုင်းຫນွေຈောင်းပင်ရက်တွင်ဗညာမော်သည်သူ၏မွေးရရွာသို့သွားလဲပတ်မြဲယခုနေ့ကကြောင်းလဲစောစောပိတ်လိုက်သည်သို့သောလဲစရာမရှိတော့မြို့ပြင်ခမုံချောင်းမန္တာတွေတို့ခြံတို့ပင်မသွားရတော့သူ့ရွာနှင့်တိတ်မဝဲသောစုကလက်ရွာ၌ထကြွနေသည်ကိုလီရုံစိမ့်မှပလိတ်မော်တော်စစ်မော်တော်များနေတိုင်းထွက်ကသူတို့ရွာဖြတ်ပြီးစုကလက်ရွာဘက်ဒေရီရဘက်သို့သွားနေသည်တရင်ကြည့်နေသည်ကထန်းတော်ရွာ ရွာသား900ခန့်အဝိဖြူစင်တူဝက်ကစီရေးပြနေသည်ဟုသတင်းထွက်လာသည်။ရမညမြို့တွင်ပင်နေဝင်တရီရောတန်ချောင်းခောက်တန်ကြရကမြို့ခဏခဏလန့်နေသည်။ညဘက်ဆိုလျင်လန်းသွားလန့်လာမရှိတော့ဘာစားစရာဆိုင်မြမရှိတော့စိမ့်စိမ့်ဒီပင်နန့်ဖလော်ရာတို့အိမ်တို့မနှက်ဖက်သာသွားရသည်။ညနေဆောင်လျင်ဘယ်သူမျှအိမ်ပြင်မထွက်ကြတော့နန့်ဖလော်ရာကနေ့တည်းကိုထမင်းစားဖိတ်ရာစိမ့်စိမ့်နဲ့ပညာမာတို့သည်မနှက်ဖက်သွားစားကြရသည်။ခါတိုင်းတော့ညဘက်၌ ဓမ္မတချင်းတန်နားမထောင်ရတော့ယုံမတံပေါ်၌ကအင်းကြီးဝင်များသည်ရဲနေအောင်ပွင့်ကြလေပြီတောင်ချေ၌လည်းပောက်ဝင်များဖြင့်ဤရဲနေကြပေသည်ပလျာသောရွှေရောင်သစ်ရွက်များသည်လွင့်နေကြသည် ပန်းတို့ရောင်လိမ္မောအနီရောင်သစ်ရွက်နှူများဆင်းရင်လာကြသည်မြေပြင်၌ကညိုသောဝါသောဤကျင်သောသစ်ရွက်ရောများဖြင့်ကျဲခင်းထားကြသည်အင်းကြီးပွင့်ပောက်ဝင်များကဤရဲလျက် ဟောငတ်သည်ဒိဋ္ဌိလျက်ရှိသည်သို့သောသူဤဒေတံကိုတဏ္ဍံကဖြစ်စီပစ်လိုက်သည်ဗညာမောသည်စာအုပ်ဖတ်နေရင်းကအိရှိဧကံမသူတို့လည်းမသယင်းကလေသမတူဤပြောတန်ကြရသည်ဖြင့်ဇိနထဘဂသနီကိုပိတ်ကားထလာသည်စိမ့်စိမ့်သည်လေသမကြီးအနာ၌ရက်လျက်ရှိသည်သူသည်ထန်တော်ရွာအနာမဖြစ်သည် သုကလနှင့်ထန်တော်ရွာကြားလှေနှင့်သွာလာနေသူဖြစ်သည်ထိုညနေ၌စစ်တပ်သည်ရွာကိုဝိုင်းလိုက်သည်တိတ်တဆိတ်လာ၍မရာ မော်တော်ဝင်လာလျင်အဝိမပင်မော်တော်စက်ခုတ်တန်ကိုကြားနေရ၏တန်တော်စရွာ၌ဂလုံများစစ်လေကျင်ကန်းလုံနေသည့်တရင်ရ၍စုကလက်ကဆ၍ရွာများကိုဝိုင်းခြင်းဖြစ်သည်တည်းရွာထဲသို့စစ်တပ်ဝင်လာရာယောက်ျားများမတွေ့ရတော့လေသမားအနေငယ်သာတွေ့ရ၏စစ်တပ်နှင့်တူအင်္ဂလိပ်မျက်နှာပြူအရေးပိုင်းလဲပါလာသည်စစ်တပ်ကပြန်မသွားရွာကိုဝိုင်းထားမြဲညနေရိုးရီတွင်လေကွန်းတစ်ဖက် တော်ရံများမှအတံများကြားလာရသည် စစ်တပ်ကနေရယူကအသင့်ပြင်ထားသည်ဒေါ်ဇမအော်လန်နှင့်အတန်ထွက်လာသည်အရေးပိုင်ပြန်သွား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 ဟူသောလူတို့အတန်သည်ပက်တင်ထက်လာ၏အရေးပိုင်လည်းမလုပ်ရမှန်းမသိအမောင်များကြစပြုတ်လာပေပြီ နောက်ဆက်ထံများထွက်ပေါ်လာပြန်သည်တို့မင်းတို့ကိုညလာပြီးတတ်မယ်သတိထားတော့ဒီဟေမင်းတို့ရန်တော့အကုန်ကိုသာတို့စောင့်နေမယ်အမောင်ဒီနဲ့တဲ့နဲ့လာ၏ လေခွင်းရေအိုင်ကသိန်းရုပ်ကိုပင်ခွဲ၍မရတော့ကျေများပဲပြောင်းနေကြသည်မသိကျေမဲ့ညလမဲ့ညစစ်တယ်လဲရှိသူမချိတက်ရဲ့ဂလုံတွေကတိတ်တက်တိကောင်းကြတာခေါင်းဆောင်ကတော့ဥအောင်လှတယ်သူ့မိမဒေါ်အိမ်ငင်းကဂုံမာကြီးအတင်းဥက္ကရာပဲခုလေသမားကြီးကိုဘခိုင်ကခေါင်းမတစ်ပတ်ကိုပြင်ပရင်အဆုံးတက်လိုက်သည်စိမ့်စိမ့်နဲ့မညမမငေး၍နားထောင်နေကြသည်ထားကြနေသောနေရာများမှာသူတို့နေတွင်ပင်ဖြစ်သည်ဒီရေဖြာပုံပဲ့ ကံရင်ကွင်းပရိသာကုံကျုံတက်တပြေကုံကြည်ရွာများ အစိုးရတံများတက်လာသောအခါရွာသားများမရှိတော့တို့အခါကြည်ရွာများကိုမိရှုသည်ရှမ်းကံခလောက်ချိုက်ဂလုံးရုပ်စေထိုးထားသောသူများကိုလိုက်ရှာတော့သည်ဂလုံးကခဟူ၍ခွဲထားသည် ကကအမြဲတမ်းဂလုံးတက်ဘီတစ်တစ်နှစ်သုံးရေရင်ပြန်ပြင်းမြစ်ထဲဆင်းသည်ချင်းတက်ကချင်တက်အိန္ဒိယမှမှာယူသော မာရတာနှင့်ဒုကလာကလာတက်နှင့်အခြားကလာတက်များသည် ၎င်းဌာနကျောရှိရာယုံမတောင်များပေါ်သို့ခြိတက်ကြသည်တောင်ပြရွာတွင်ဘုံနှင့်ပင်ကျဲသည်မကြမီပင်ဂလုံးအလံကြီးပြန်လွှင့်ထူကြသည်ဂလုံးတက်ဆိုတာတဘုံတက်ပေါ့နော်ခုဗညာမော်ကတွင်နေရာမှမေးလိုက်သည်ဟုတ်တယ်ဂလုံးတက်ပေါ့ဂလုံးတက်သားဆိုရင်လမောက်မှာဂလုံးရုပ်ဆေးထိုးရတယ်ဆေးမညောင်ထိုးသလိုပေါ့ကြွလမောက်ကြည့်ပါလားခုလယ်သမားကိုဘာခိုင်ကသူ့လမောက်နှင့်မောင်မဆေးခွက်အနီအမဲများကိုပြကားဂျေနတ်စွာပြုံး၍ပြောလိုက်သည် ဟုတ်တယ်မောင်လေးသူတို့မှာအမင်းတော်ပြန်တန်းတွေပါရရှိတယ်ကြည့်ပါလားခုစိန်စိန်ကသတင်းစာတွေပါတော့နေရာပြသည်ဂလုံတက်အဖွဲ့ကြီးအသင်းနံပါတ်2ခွဲအုတ်ချုပ်ရန် အသက်28နှစ်ရှိသူမောင်ဖိုးအေးတို့ရဲကြော်ကြော်ထင်ပွဲတစိ့တနာတော်မူလိုက်သည်1292ခုဒဇောင်မုံလဆုပ်15ရက်နေ့ဥပန္နကဂလုံရာစာဗညာမောက တွေးနေပေသည် လူကြရသမျှသည်ငငယ်ကသူ့အမေအိယာဝင်ပြော့ပြသောရွှေယုံနှင့်ရွှေကြားတက်ကြရိတ်သွားသော ပုံမြင်များနားထောင်နေရသကဲ့သို့ယုံလည်းမယုံသို့သောနားထောင်ကောင်းနေ၍ယုံနေရသလိုသူကိုယ်တိုင်တွေ့ရကြုံရတာမဟုတ်သူအ widetilde ာနှင့်ဖြစ်နေတာကတခြားတလောကလည်းဒါယာဝရီပဲအုတ်ကံအရှိပဲအင်းကြီးရွာကင်းဆောင်တက်ကြလည်းဂလုံးတံများကဝင်စီကလက်နက်များယူသွားကြသည်အစက လက်နက်အကောင်သောအင်္ဂလိပ်အားဒါလန်လေးများနှင့်တိုက်ခိုက်သည်ကိုနားမလည်နိုင်အောင်ရှိနေရမှယခုမှအံ့ဩနေရတော့သည်ဒေတော့ရာရှိဥရောပတိုက်သားမစ္စတာပီကော့သည်သူ၏စစ်တမ်းများဖြင့်ဒါယာဝတီမြို့နှင့်နှစ်မိုင်ခန့်ဝေးသောကံကလေးရွာအနောက်ဘက်တော်သို့လှည့်လည်ရောက်ရှိရာသူ့အရှိမလှည့်စင်းလာနေတော့၏မစ္စတာပီကော့ကလေမောင်သမားအားလမ်းပန်းမေးရန်အလှဲနာသို့ကတ်သွားသည်ထို့ကလက်ပေါ်မှဒေါသကလှမ်း၍ဒါနှင့်ပိုင်းလိုက်ရာ မစ္စတာပီကော့မှာ ဖောက်အုတ်ထုတ်ပြပြေးကောင်းတွင်တန်ရာရသွားသည်ဗညာမော်သည်ကတွင်များကိုပါဖက်လာသည်ရွှေကလေးကတွင်များမှညင်ညောင်ပါပါနှင့်လူဤဟန်မူရာကိုဖော်နိုင်သည်ဂလုံးအကြောင်းရေးထားရာသူသည်ပြုံးမိသည်ကတွင်ပုံ၌အင်္ဂလိပ်အစိုးရအရာရှိနှင့်မြန်မာအမျိုးသားခြေရွာတကြီးတို့စကားပြောနေဟန်အင်္ဂလိပ်အရာရှိမှ၆လုံးပြူသနတ်ခါချိတ်၍ဘောင်းမီတို့ဖောက်အုတ်ထုတ်ပြင်အစိုးရအရာရှိကဂလုံးဆိုတာပါလေအဘိဓိပ္ပာယ်ပါလေသိလားတကြီးက ဂလုံဆိုတာအသေးချာတော့မသိသို့တော်လည်းဘိုက်ထဲမှာဘာမှမရှိလို့ဂလုံဂလုံလို့မြည်တာထင်တာပဲသူသည် ရွှေတလေးဤကာတွင်းကိုကြည့်ရင် လူရုပ်ပုံဆွဲခြင်းစိတ်ပေါ်လာသည်ရွှေတလေးဤပုံများမှာမျက်လုံးအမှုအရာကိုလက်ဟန်အမှုအရာပေါ်လွင်နေတာပဲလေလူတယောက်တကယ်လှုပ်ရှားမှုပုံပါနေတာပါကလားသူသည်ရွှေတလေးပုံများကိုကြည့်ကလူပုံနဲ့အမှုအရာများကူးဆွဲနေသည် ရင်မာပင်မခရမ်းရောင်ပွင့်များသည်တရောလုံးတရောင်လုံးစင်ရင်လျက်ရှိနေသည်ကံကောကျနာများမှွေးပြန့်လာသည်တရံရက်သည်ပင်လျင်မနစ်ကကဲ့သို့ပျော်ရွှင်စွာမဖြတ်တန်းတော်ဘရော့ရွှေဝါတို့သည်ပွင့်ကားကြွေသွားကြလေပြီအိုအော်တော်ကားတေးတည်မြဲတနတ်တံများကလည်းပဲ့တင်ထက်မြဲဂလုံးများကပူ၍ပင်ပြန့်နှံ့နေသည်တရက်ဖက်ကာမဖက်ရှိကြွေရွာများပုံနာရွာနတ်မိရွာသည့်ရင်နသာအင်းသာကျုပ်ပင်မြင်းပချက်အင်းပြင်း ပသိမ်ဘက်တွင်လည်းကောင်းကြီးတံပြားချောင်းကြီးနှောင်းအိန္ဒိယမှာလည်းအကူကလားစစ်တမ်းများရောက်လာစေဂလုံရုပ်ဈေးထိုးခြင်းများသည် အထက်အညာတခွန်တို့လည်းရောက်သွားသည်ယမဲတင်ဘက်ထီလိုင်းနတ်စင်ကြီးပခုတ်ကူဘက်ဒေါန်သာမိထီလာရှားခွေစစ်စစ်သူများကလည်းဂလုံရုပ်ဆေးနှင့်မွေဆေးမှားနေကြ၏မန္တလေးဘက်မြင့်ငယ်အနီးရွာတရွာတွင်ဂလုံ၄၀ကျော်ဖမ်းထားလိုက်သည်အမရပုရမိချောင်းတက်ဟန်လင်းကြီး ရွေဘိုတို့တွင်လည်းဂလုံယုံများပေါ်နေတောင်တွင်ကြီးဘက်ရှိဥပေါတော်ရွာကိုတူရွာရှမ်းပြည်ချင်းရှုတော့လက်ဖက်ခင်းဒေါက်တာပရိမြေကမ်းပါချယ်ရီပင်ရိတ်ရေရကွန်းယူကလစ်ပင်ကြားလိမ္မော်ချမ်းများတို့ပင်ဂလုံရုပ်သည် ကုဆက်နေတော့သည်တောင်ငူဘက်၌မိထားလမ်းများပြည့်၍အနည်းရှိလူများကမကြာခဏအဖန့်ခံနေရ၏စစ်တပ်များလည်းနေရာနံပြားသို့ပို့နေရ၏ဘကုတောင်ဘက်၌ကငြိမ်သက်နေ၏ဒီနေ့ကောဝမြို့ ရွာတဲ့ရွာတုတ်တန်အနီးလူအများသွားလာရာလမ်းဘေးရှိညောင်ပိန်နဲ့ပင်တွင်ဗလာစာဟုမြင်းကြောင်းနှင့်စင်တစိတ်ဆက်ကူပြေပေါ်တွင်လက်ရည်ဖြင့်ရေကာတံမိုဖြင့်ကတ်ထားသောဂလုံးအဖွဲဤစာကိုတပေါင်းလနက်နက်စောစော၌ဖတ်ကြရသည်ဂလုံးရာစာစစ်ဘူကြီးဤအမိတ်တတိထားဘကိုးတောင်ပိုင်းနေသားများ သိစေရမည် အသင်တို့သည်ယခုထက်တိုင်နိုင်ငံရေးအမျိုးသားရေးများကို နာ မျက်စိမရှိသောသူများဟုကျွန်တို့သိရှိရလေသည်ထို့အတွက် အသင်တို့သည် အမျိုးသားစင်ရင်မှလွတ်ကင်းကြသောကြောင့်သတိကောင်းစွာထားကြရမည်။နေတွင်ရှိကျွန်တို့အခွဲသားများတို့သည် အသင့်ပြင်ထားကြရမည်။အမျိုးသားများအတွက်လုတ်ကင်ဆောင်ရွက်ရန်ကိစ္စများမကြမီအမိန်ထုတ်ဝေကြေညာလိမ့်မည်။အောင်သိသည့်ဂလုံရာဇအခွဲကြီး၏ပြန်ကြားရေးဘက်ဆိုင်ရာဒီပင်တွင်ကထားသောစက်ကိုရွက်ကိုလူအများဝိုင်းအောင်ဖတ်ရှုနေရသည်။လက်သမားများမှကြောက်၍ပါဇက်ကတူတူပြောကမျက်စိမျက်နှာပြည့်ပြည့်ထွက်သွားကြသည်။ ဘုန်းကြီးကျောင်းသားများကလက်ရောက်ပြည့်တယောက်လာဖက်ကြ၏ဘုန်းတော်ကြီးတပါးလည်းဖက်နေ၏နေအောင်သည်စက္ကူစွာရောက်ပေါ်၌ထိုးရိုက်နေ၏ထို့နောက်အရိတ်ခွဲသွား၏နေလရွန်ကညောင်ပိန်နေပင်အပား၌လူမရှိတော့ကံကော၌ရထုံသောတပေါင်းလေသည် စက္ကူရွက်ကိုတောင်မြောက်ဘေညာပြောင်း၍ဝေယမ်းနေ၏စက္ကူရွက်သည်တဖြတ်ဖြတ်ရိုက်၏သို့တော်လွတ်မသွားညနေဘက်၌လူများအုံနေကြပြန်သည်တော်ရန်တဖက်၌ကအင်းရင်းပွင့်ပောက်ပွင့်တို့သည်ရဲရဲနီးမြန်းလျက် ွေရောင်တည့်ရွယ်ရောများသည်လွင့်ပြန်နေကြ၏နေသည်လေခွန်းတဲသို့စိုက်ကြသွားလေပြီကောင်းငင်သည်ဖန်သားပန်းတို့ရောင်ပြေးနေ၏အင်းရင်ပွင့်ပောက်ပွင့်အနီးရင့်ကြပေပြီဖန်သားသည်အနီးရင့်လာကအင်းရင်ပွင့်များသည်ပို၍အနီးရင်ဆွေးလာလေပြီထုံရ၌တပေါင်းလာပြေဝင်းသည်ဂလုံးအခွက်ကျင်ညာချက်စာရွက်ပေါ်သို့ထောပနာပြုတ်လိုက်သည်စာရွက်ကလေးသည်ညကြောက်ရတနာတို့ဖြင့်တဖိတ်ဖိတ်စိမ့်စိမ့်လက်နေ၏။ငွေညလေသည်ပြင်းထန်စွာတိုက်နေ၏။စာရွက်ကလွတ်မသွား။ သရွက်ဟောင်းများသည်ရှက်တိုက်ပြေးလွှားနေကြ၏အင်ဂျင်ဝင်များကြွေကြလေပြီစပယ်နန့်တင်းလာပြန်သည်လာဝင်များတို့သည်ညောင်ပိန်နှင့်ပင်ကြီးအားဆင်ရင်ပြန်သည်နေဝင်နေနေတို့သည်လည်းဆင်ရင်ပြန်သည်စပယ်နန့်တင်းလာပြန်၏မိုးရွေများသည်ပက်ဆန်းလိုက်ပြန်သည်ညောင်ပိန်နှင့်ပင်သည် မိုးတက်လေကြောင့်တိမ့်တိမ့်ခါနေ၏စကူရွက်ကလွတ်မသွားဗညာမမလူယုံများစမ်းရင်းနေသည်စိမ့်စိမ့်ကကူရရန်ရုပ်ကုံမီမှထထသောကြောင်ညာစာအုပ်မှ ်အင်္ဂလိပ်မှပုံများရှာပေးရသည်ရုံမတောင်ချေစန်းအိုင်ဒေါ်ရမ်များ၌ကသနတန်တို့ညံစေအင်းကြီးရွဲ့မြရာရွဲ့များပေါ်၌တောင်ကြရည်သည်ဒလဟောစီးစင်းစေစိမ့်စိမ့်သည်ဒုရိယသတင်းစာကိုအန်ဇွဲရဲတို့ထည့်နေစဉ်တကားဝမှဗညာမော်တို့နှင့်ဗလာတို့ရောက်လာသည်သူမသည်သတင်းစာကိုချက်ချင်းပင်ထိုးထည့်လိုက်သည်ဗညာမော်ကလှမ်းမြင်ကစိမ့်စိမ့်သတင်းစာရောက်ပြီမဟုတ်လားမမမဟုတ်ပါဘူးမောင်လေးမောင်လေးကလည်းဗညာမော်မှာ စိမ့်စိမ့်ဤမျက်နာကိုအံအားသင်္ကာကြည့်နေ၏စိမ့်စိမ့်မှာမျက်စိမျက်နာပြက်နေ၏ဟေ့ခင်ထားလိုက်မတွေ့ဘူးလားဖျားကပြန်လာတယ်အင်ကြီးလေးကတိတ်လာတာပဲသကဝါရောင်နုနုလေးဗလာကစိမ့်စိမ့်အားငေးကြည့်နေ၏ပညာမော်ကမကြသလိုသရင်္ကာပြားစမ်းမှာသမောခုနကမှစိုက်တာဒီကနေ့သရင်္ကာလာရော့ပေါ့စိမ့်စိမ့်ဒီသူမဤကိုဖြင့်ဇပွဲအံဆွဲကိုဖိကထားလိုက်သည်ပညာမော်သည်အစထွက်နေသောသရင်္ကာကိုဆွဲလိုက်သည်သာရတဲ့ပိုင်းပင်စုပ်သွား၏ဗလာမအံအောနေသည် မောင်လေးမကြည့်နဲ့ဟုတ်စိန်စိန်ကဩကာမောင်လေးလက်ထက်ကတရင်စာကိုပြန်လွတ်၏မရှိတော့သူ့မောင်သည်မျက်နှာဖုံးကိုကြည့်လိုက်လေသည်ခုံတန်းပေါ်၌စီရည်တင်ထားသောရောင်ထုံးသပင်ဖားလျားနှင့်ခေါင်းဖြတ်ငုံတိပုံများဓာတ်ပုံဓာတ်ပုံအောက်၌နဝင်းချောင်းတိုက်ဝဲမှဓပုံ၁၆ဥရော၏ခေါင်းများကိုဖြတ်၍ပြည်သို့ယူဆောင်လာသောပုံဟုရေးထားသည် အောက်၌တရင်ထဲထားသည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာ ဆရာကြီးဒဂုံတာယာဤဒုက္ခကိုရောက်ရမည်မမလွဲပါဆိုတဲ့ဝိတုဇာအုပ်ကိုအပိုင်းလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေ့လဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းကားမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ပုံမြတ်ဖြစ်ပါခင်ဗျာ